ဒီတစ်ခေါက်ဗီဒီယိုမှာတော့ကျွန်တော်ကကျွန်တော်တငယ်ချင်းတွေအတွက်စိုင်းနေမှာဝယ်စားနေကြငားခဲဖက်ရတာငားကြော်နှက်ကလေးကိုချက်ကျွေးပြထတာလေးကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ချက်ရလွယ်ကူပြီးအိမ်မှာလွယ်တကူလိုက်လုံစားနေတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြအောင်နော် Let's go ပထမဦးစွာအသင်းခုတ်ပြီးသားငားလေးတွေကိုစားစနှင်းအချုံမုံနဲ့အရသာနှက်ထားလိုက်ပါမယ်ဒီနေရာမှာတုံးပြီးသားမတုံးကျင်တဲ့လူတွေကတော့ငားကောင်လိုက်သုံးလို့ရပါတယ်ပြီးရင်တော့ကြက်သွုံပြူချိန်ထားတာလေးအနေငယ်အနှစ်လုတ်ဖို့အတွက်ခရမ်းကျင်သည် ကြက်သွန်ဤနနံပင်ဂျင်းလက်တဆက်လောက်နဲ့ငရုတ်သီးစင်းလေးအနှဲငယ်ကိုသုံးပါမယ်ပထမဦးစွာကြက်သွန်ဤဂျင်းနဲ့ငရုတ်သီးစင်းတို့ကိုညက်နေအောင်အရင်ကြိတ်ထားလိုက်ပါမယ်ခရမ်းညင်သီးကိုလည်းဒီလိုအတုံးလေးတွေတုံးပြီးတော့မညက်ညက်လေးကြိတ်ပြီးတော့ပြင်ဆင်ထားလိုက်ပါမယ်ငါးကြော်ဖို့အတွက် CO ပြင်ပြီးတော့ငါးစားကြော်ပါတော့မယ်ခင်ဗျာ ငါးကြော်ဖို့အတွက်စီပူလာရင်တော့ခုနအရသာနေထားတဲ့ငါးလေးတွေကိုစပြီးကြော်ပါမယ်။ငါးကြော်တာကတော့မိမိကြိုက်နေတဲ့သလိုအဆင်ပြေသလိုကြော်လို့ရပါတယ်။ကျွန်တော်ကတော့စီများများထည့်ပြီးမီးအေးအေးလေးနဲ့အချိန်ပေးပြီးကြော်ပါတယ်။ဒါမှအကျက်ညီပြီးတော့ငါးကြော်ကကျွရနေအောင်လို့ပါ။ငါးမကြိုက်တဲ့သူတွေအတွက်အခုပုံစံအတိုင်းပဲစက်သားကိုလည်းဒီလိုအရသာနေပြီးတော့ကြော်ပြီးတော့ ချက်ကြော်နဲ့ချက်လို့ရပါသေးတယ်ဗျာ။ချက်နီးကလည်းအတူတူပဲမို့ငားမကြိုက်ရင်ချက်သားနဲ့ဆန်းကြည့်လို့ရပါတယ်။ငားကြော်နေတော့အနှစ်ချက်ပါမယ်။အနှစ်ချက်ဖို့အတွက်ငားကြော်ထားတဲ့ဆီကိုပြန်သုံးပါတယ်။ budget ချွေတာတဲ့သဘောပါ။ nice ။အနှစ်ချက်ဖို့အတွက်ဆီကိုတော့ကျွန်တော်ကတော့မင်းမမအနေတော်လောက်လေးသုံးထားပါတယ်။ပြီးရင်တော့ကြက်သွန်နီငရုတ်သီးစိမ်းကြိတ်ထားတာလေးကိုထည့်ပါမယ်ကြက်သွန်ဖြူကြိတ်ထားတာလေးကိုပါတခါရေရောထည့်လိုက်ပါမယ် အယောင်လာဖို့အတွက်အယောင်တင်ဖို့အနည်းငယ်နဲ့ခရိုင်ရင်ကြီးချိန်ထားတာလေးထည့်ပါမယ်။ဘဲငပြားကြီးအကြီးခရုစီအနည်းငယ်ဗနီကာအနည်းငယ်မပြားကြီးအနည်းငယ်တကြားတစုံကျက်သားမို့အနည်းငယ်ထည့်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့နန်းနံပင်ကိုနှုတ်နှုတ်ဆင်းထားတာလေးထပ်ထည့်ပြီးတော့သမအောင်မှုေပေးရမှာဖြစ်ပါတယ်။ ကျွန်တော်ကချင်းချင်းချိုချိုဆက်ဆက်လေးစားခြင်းလို့မကြီးရေလေးအနေငယ်ထက်ထဲပါတယ်အရသာကတော့မိမိတို့စိတ်တိုင်းကြလိုအပ်သလိုထဲလို့ရပါတယ်ဒီနေရာမှာမာလာရသာကြိုက်တဲ့သူတွေကတော့မာလာအရသာငါးကင်မုံမှာထည့်ပြီးတော့ချက်လို့ရပါတယ်ကျွန်တော်ကတော့ရှိရနဲ့ချက်လိုက်တာပါဟင်းနှစ်ချက်နေတော့တစ်ဖက်မှာလည်းငါးကကြော်လို့ပြီးတဲ့လောက်ဖြစ်သွားပါပြီငါးကြော်ကလည်းအနံ့ကိုမှုေးပြီးတော့တကယ်ကိုကျွတ်ကျွရွရွလေးနဲ့စားကောင်းမဲ့ပုံမှာ အနှစ်ကလည်းကျက်သွားပြီဘိုက်ကလည်းစားလာပြီဆိုတော့ကျွန်တော်တို့စားဖို့တောက်ဖို့အတွက်ပြင်ဆင်လိုက်ပါတော့မယ်ကျွန်တော်ကတော့ငါးကြော်ထားတဲ့ပုံမှာခုနချက်ထားတဲ့ဟင်းအနှစ်လေးတွေကိုမိမိစိတ်တိုင်းကြလိုအပ်သလိုစမ်းပြီးတော့ပြင်ဆင်လိုက်ပါတယ်တချို့ကတော့ဒီဟင်းအနှစ်ချက်ထားတဲ့အိုးထဲမှာငါးကြော်လေးတွေကိုထည့်ပြီးတော့ကျော်လုံးပြီးတော့ပြန်ပြီးတော့ချက်ပေမဲ့ကျွန်တော်ကတော့ငါးကြော်ပြော့သွားမှဆိုတဲ့အတွက်ကြော်ထားတဲ့ပုံမှာပဲအနှစ်လေးကိုစမ်းပြီးတော့နန်းနံမင်းလေးအုပ်လိုက်တာပါ ခုဆိုရင်တော့စိုင်းနေမှာဝယ်စားနေကြငါးခဲပဲအရသာငါးကြော်နှက်လေးချက်လို့ပြပါပြီချိုးချိုးချင်းချင်းဆက်ဆက်လေးမို့လို့တကယ်လဲစားလို့ကောင်းပါတယ်အားလုံးပဲစားကြပါအောင်ခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြအောင်ဘိုင်ဘိုင်